အလုံးမင်္ဂလာပါဒီနေ့ပြောပြမှာကလေအာစစ်ထောက်လင်းဆက်ကရိယာနဲ့ပတ်သက်ပြီးမတိသေးတဲ့ဒူတွေအတွက်ကိုဘူတဘူတူတအနေနဲ့ပြပြပြတော့မှာဖြစ်ပါအာစစ်ထောက်လင်းဆက်ကသူတို့ဘက်မှာတုံးနဲ့တုံးမှာမတုံးလည်းမတုံးဘူးဒါပေမဲ့ကိုဒီဘက်မှာတတိထားအာလောက်ဆောင်တဲ့အရာကို ဟိုပြောပြမှာဖြစ်တယ်ပေါ့เนาะဘာဖြစ်လဲဆိုတော့ကိုရီလေးကြည့်ရင်သွားတဲ့အခါကျလို့ရှိရင် internet line တွေဖြတ်ထားတယ်ဘာဖြစ်လို့ internet line ဖြတ်ထားလဲဆိုလို့ရှိရင်ရန်သူဘက်ကထောက်လန်းလို့မလွယ်အောင် internet line တွေဖြတ်ထားတယ်ပေါ့เนาะ internet line တုံးမယ်ဆိုလို့ရှိရင်ကိုရဲ့အခုဒူဘိုရိုဘိုကြီးတို့အတကယ်ကိုဒီထောက်လန်းဆက် အသုံးပြုနေတဲ့ဒူတွေကဒါတက်ကချထားပေးတဲ့ private wifi ကြီးတုံးပြီးတော့ပဲဒီမြေပုံကိုအဲကြည့်ကြတာများတယ်ကိုပိုင်တုံးပြုတဲ့ဒီလို phone နေ internet line တွေကိုတော့လုံးဝတုံးပြီးမပေးတဲ့ပြင်ကိုဖုန်းကအစလုံးဝပိတ်ထားတယ်ပေါ့နော် ဲ့ဟိုခုနထောက်လိုင်းဆက်ဘက်ကိုပြန်သွားမယ်ဆိုလို့ရှိရင်ထောက်လိုင်းဆက်က Google Map လည်းမဟုတ်ဘူး Apple Map လည်းမဟုတ်ဘူးဆိုင်ရွက်ပေါ်မှာချထားတဲ့ဒီလိုမြန်မာနိုင်ငံညီပုံဆိုင်ရွက်ကြီးလည်းမဟုတ်ဘူးသူတို့ကဒီဆက်ကလေးကနေပြီးဒီနေရာကိုဒီနေရာဒီ satellite ပေါ်ကနေကြည့်တယ်ဒီထောက်လိုင်းအဲ အမျိုးအစားပေါ့နော်ထောင်လိုက်အမျိုးအစားဖြစ်ပြီးတော့ तू ကအဲ့ဒီနေရာကိုထောက်ကြည့်လိုက်တာနဲ့အဲ့နေရာမှာရှိတဲ့တောတောင်ရင်းမြေတဘာဝတွေကို Google 3D ထက်တောင်ပိုတောင်ကြည်နေတောက်ပါသေးတယ်ဘယ်နေရာကနေပမာဝင်လို့ရတယ်အဲ့အိမ်ရဲ့အနေထားအဲ့အိမ်ရဲ့အမျိုးအစားအစအာလှက်နေနေရတဲ့ပုံစံထောင်ခိုင်းရေးဆက်ဖြစ်တယ်ဒါသူတို့ပမာတုံးညင်နဲ့တုံးမယ်အရင်နေခင်မိနေတဲ့တော့ကြောင့်မလို့အပြင်ကို နေနေရထားပြီးတဲ့နေမေပါသွားတဲ့ဒေတာဒီမှာ အများဆုံး၃ကောင်း၃မယ်ဘာလို့လဲဆိုတော့တို့ရဲ့ mission ကြီးနည်းမြေပြန်ရဖို့အတွက်ဖြစ်ရကြမလို့ဒီနည်းမြေရထားနည်းမြေပါသွားတဲ့ data အနည်းဆက်ဆုံးနေရာဒီမှာအများဆုံးအသုံးပြုလိမ့်မယ်ဒါမှဒီကိုယ်ဒီဘက်ကိုထောက်နှမ်းလို့ရမှာဖြစ်ရကြမို့ဘောနော်အဲ့ဒီအတွက်အကြောင်းမလို့ဒီ starling ဒီ public net တုံးတဲ့အခါကြလို့ရှိရင်ရန်သူဒီခြေရာခံတဲ့ဘောနော်ထောက်နှမ်းဆက်ကနေပြီးတော့အလွယ်တကူကိုစာပါတဲ့ကိုဝင်ပြီးတော့ထောက်နှမ်းလို့ရတယ် သူ့အနေနဲ့ internet line ရသွားပြီဟေ့ဆိုလို့ရှိရင်အဒီဗမာဘယ်သူပါရှိခဲဆိုတာအစထောက်လန်းလို့ရတာဒါ6တာမဟုတ်ဘူးတကယ်လေဟိုအတွေ့အကြုံနဲ့ရှိခဲ့လို့ဓာတ်ပုံလည်းရိုက်ခွင့်မရှိဘူးဗီဒီယိုလည်းရိုက်ခွင့်မရှိတဲ့ကြောင့်တတ်တဲ့အနေနဲ့ပြလို့မရဘူးဇက်နေပဲပြလို့ရတဲ့အတွက်ကြောင့်မလို့ဒါဒီလိုပြောရတာဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီနေမြေဒီတော်လိုင်းနေမြေစိုးမိုးတဲ့ဒေတာဒီမှာနေထိုင်နေပြီးသူတွေအနေနဲ့ကပို့ပြီးတော့စီကံလိုက်နာရတယ် ဘာဖြစ်လို့ပိုပြီးစီကန်လိုက်နာရလဲဆိုတော့တစ်ချက်အမှားမခံဘူးတစ်ချက်မှားသွားတာနဲ့ရန်သူကဝင်လာဖို့လွယ်တယ်ဘာဖြစ်လို့သူကဒါအောင်မျက်စိမျက်ခြေမပြတ်စောက်ကြည့်နေတာဒီတော်လည်းရင်းနေမြေစိုးမိုးရနေဝေးတဲ့ဒေသတွေကတော့သူတို့အနေနဲ့ခေါင်းလည်းထိတ်ထိတ်ပဲခေါင်းလည်းမထိတ်မထိတ်ဘူးဒါပေမဲ့တော်လည်းရင်းဒေသနဲ့နီးစပ်တဲ့နေမြေတွေမှာနေထိုင်နေတဲ့သူတွေက ိတက်သားတွေကလည်းတို့နေမြရထားပြီးသားလေဟုတ်တယ်မဘသူကအပါချင်းခံပါလေဟုတ်တယ်မလူတွေအသက်တွေအကုန်လုံးရင်းနာရတာငွေတွေလူအသက်တွေတငင်ကြီးမိသားစုအကုန်လုံးရင်းနာပြီးကြတယ်မတို့အနေနဲ့ဒီမီကိုလည်းတို့အပါခံမှာမဟုတ်ဘူးအပါမခံတဲ့အတွက်ကြောင့်မလို့တို့အနေနဲ့လှုပ်ထုံးလုံးကြီးအတိုင်းစီးစစ်နေအတိုင်းလုံးပါပဲ အဲ့တော့ကြောင့်မို့ဒီတော်လင်းမှာနားမှာနေနေတဲ့လူတွေတော်လင်းဒီလွမြောက်နေမြေနားမှာနေနေတဲ့လူတွေပြည်သူတွေအနေနဲ့ဒါကိုနားလေထားဖို့လိုတယ်။အာငါတို့ကတော့ပြည်သူတွေပဲငါတို့လှုပ်ချင်တာလှုပ်မှာပဲလွမြောက်နေမြေရောက်နေပြီပဲနင်တို့ကိုငါတို့ထောက်ပံ့မေးထားတာဆိုတဲ့ဟာမျိုးတွေအတုံးမပြုတ်ဘဲနဲ့အော်တို့လှုပ်နေတာငါတို့လုံခြုံရေးအတွက်ပါလားဆိုပြီးတော့နားလေထားဖို့ကိုအာပြောပြချင်ပါတယ်ပေါ့နော်ဒါကတော့ဘူဒ္ဓတအနေနဲ့ကောအာခုန ပြောသွားခဲ့တဲ့ဒီဖြစ်သွားဖြစ်သွားခဲ့တဲ့ဒီဗီဒီယိုဖိုင်အနေကိုကြည့်ရင်းနဲ့အနေနဲ့ကောနောက်တစ်ခုကဟိုလက်ရှိပေါ့နော်ဟိုအကျင်ပေးနေတဲ့သူတယောက်အနေနဲ့ဒီအဲဗီဒီယိုကိုလောရချင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်